ဆိုရင်ခုမတို့နံပါတ်2 restaurant account ကိုစတွက်ပါမယ် restaurant account ကသူ့ရဲ့ format ကလေးရှိပါတယ်မတွက်ခင်မှာ format ကလေးကိုအရင်ချက်ထားလိုက်ပါတော့ဆိုရင် restaurant account ဆိုတဲ့ခါကျရင် revenue နဲ့စပေးရမယ် revenue မှာ zero တန်းနေပါတယ်တော့မရှိတော့ဘူးတခါလေမတို့ကဘာလုပ်မလဲဆိုတော့ cost of sale ကိုထုတ်ပေးရမှာဖြစ်တယ် cost of sale လို့ပြောရင်သူ့ထဲမှာပါတယ်ပါလဲဆိုရင်တော့ organic inventory လို့နော် အခြေဆန်တို့ closing inventory ကိုပါပါတယ်။ချားလာတဲ့အဖြစ်ကိုတော့တို့တွေက gross profit လို့ရှင်းလိုက်ပါတယ်။ gross profit ရပြီဆိုရင်တော့ income ပေါင်းရမလို့တော့ပဲနဲ့တခါတည်းအမှုတွေက expense တွေနှုတ်ပေးရမှာဖြစ်ပါတယ် expense တွေနှုတ်လို့ရတဲ့အဖြစ်က အ profit ဆိုရင်လည်း profit တစ်လုံးနဲ့ရေတော့မယ် loss ဆိုရင်လည်း loss တစ်လုံးနဲ့ရေတော့မှာဖြစ်ပါတယ်အဲဆိုရင်တော့အခု revenue ကိုထည့်ရမယ်နော် revenue ထည့်ဖို့ပုံစံကိုမတို့ကြည့်လိုက်မယ်ဥစားရဲ့ resident payment account မှာအဲဒီမှာ restaurant ရဲ့ revenue ဆိုပြီးတော့ restaurant taking ဆိုတာရှိပါတယ်အဲဒီ demo ကိုထည့်ပေးရမှာဖြစ်ပါတယ်3,000 4,000နဲ့1,200ထည့်ပေးရမှာเนาะဒါဆိုရင်တော့အခုအမတို့ရဲ့ revenue ရဲ့ဘေးနားမှာဒီနေ့ restaurant taking ကိုပါရေးထားလိုက်မယ်။ပြရတံပိုးကိုအနောက် column မှာမအားရေးမယ်။အားလုံးရေးဒီတော့အမတို့ opening closing column မှာထည့်ဖို့ပုံစံထဲမှာ opening closing column မှာရှိတဲ့ inventory တံပိုးတွေကိုထည့်လိုက်မှာဖြစ်ပါတယ်နော်။ဒါဆိုရင်ထည့်ရအောင်။ရှိ column မှာ opening ခုတော့ရှေ့ကောလမ်မှာပဲထည့်ရမှာเนาะ closing ကတော့ queen ခတ်ပြီးတော့နှုတ်နဲ့ပြပြရမှာဖြစ်တယ် artisan artisan က walking မှာမလို့တော့ထားတာရှိပါနိုင်မယ် walking number ဘာလဲတော့မသိဘူးတစ်ချက်တစ်ပြန်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီမှာ walking number 4မှာ credit purchases ဆိုတော့ရထားတယ်အဲ့ဒီတန်ဖိုးထည့်ပြရမှာဖြစ်တယ်2300 5200တဲ့အဲ့ဒါကိုထည့်လိုက်မယ်เนาะ ါဆိုရင်ပြီးသွားရင်အဲ့ဒီအောက်မှာမာရိုကမြင်ပိတ်ပေးရမှာ ဖြစ်ပါတယ် open knee နဲ့ပါချစ်စနဲ့ကိုအရင်ပေါင်းလို့ပေါ့နော်ပြီးတော့မှ closing နဲ့နှုတ်လိုက်ပါတော့ တည်ရလာတဲ့အဖြစ်က cos of c ဖြစ်တဲ့အတွက်ကြောင့်အပေါ်ကနေမတို့တစ်ခါပြန်ပြီးတော့နှုတ်ပေးရမယ်နော်အဲဆိုရင်တော့တည်ရလာတဲ့အဖြစ်က gross profit ကိုရမှာဖြစ်တယ် gross profit ရပြီဆိုရင် expense တွေမှာတို့နှုတ်ပြရတော့မယ်เนาะ expense နှုတ်တဲ့ခါကျရင်အမတို့ဒီမှာလက်ထဲတဲ့ expense က restaurant ရဲ့ expense ကိုပဲထည့်ပေးရမှာဖြစ်တယ်အခုကိုတွက်နေတာ restaurant account ဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะ expense နေရှာတဲ့အခါပုံစံရဲ့ receipt payment account မှာတွက်ရှာမှာဖြစ်တယ် receipt payment account မှာ restaurant နဲ့ပတ်သက်တဲ့ expense ပါရှိလေလို့ရှာတဲ့အခါ credit ချမှတ်ရှာမယ်เนาะ ဆို credit ချမ်းမှာစပြီးတော့ wager restaurant step ဆိုတွေ့ပါလိမ့်မယ်ဒါက restaurant ရဲ့ expand ပဲဖြစ်တယ်เนาะနောက်ထပ်ပါရှိသေးတယ်အမအောင်ကြည့်လိုက်တော့ expand လို့မှတ်ထားတဲ့စီမှာ restaurant ထဲမှာ40%ထည့်ပေးရမယ်เนาะ run and rate စရင်အဒါအောင်တွေ့လိုက်မယ်နောက်ကျန်တာတွေကတော့ IE တွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ restaurant ထဲမှာထည့်မဲ့ expand ကနှစ်ခုပဲရှိမယ်ဆိုတဲ့ပုံပေါ့အဲ့ဒါကတော့ wage နဲ့ run and rate နဲ့ဖြစ်တယ် run and rate ကြရင်40%ပဲထည့်ရမယ် mà mà lại lại anh em sai အဲ့ဒါဟုတ်ပြီမဟုတ်ရေးလိုက်မယ်အရင်ဥစုံစာရေးလိုက်မယ် Future or restaurant stand နဲ့ run and rate ဖြစ်တဲ့ Future or restaurant stand ကို working တော့ထားတာရှိသလားလို့တစ်ချက်ပြန်ပြီးတော့စဉ်းစားကြည့်လိုက်မယ်เนาะ မရှိဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့မရှိဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့တံမိုးကိုတခါတည်းကော်လံလေးကိုထည့်ပြီးတော့ရေးပေးရမှာဖြစ်တယ် run rate ကတော့ walking တွက်ထားတာရှိနေတယ်အဲကြောင့်မို့လို့ walking မှာရှိတဲ့ run rate ရဲ့တံမိုးကိုပဲအမားတို့ကထည့်ပေးရမှာဖြစ်တယ်နော် so walking number 2မှာ run rate ဆိုပြီးတော့3,940ရှိတယ်အဲ့ဒါကို ထည့်ပေးရမှာဖြစ်တယ်နော်အဲ့ဒါကိုမှငါတို့က40%ပဲထည့်ပေးကြရမှာဖြစ်တယ်နော်ဆိုရတဲ့ဖြေကိုကော်လံထဲမှာထည့်ရလိုက်မယ်။ ဆိုရင်တော့အဖြေထုတ်လို့ရပြီပေါ့နော်။ဆိုရင်အပေါ်မှာရတာနဲ့ရှစ်တီကုန်ပါလာရတဲ့ပြန်နှုတ်ရမယ်နော် expand ဖြစ်တဲ့အတွက်ကြောင့်တနည်းကို6 6 master stack ကအနောက်ကရှိလောက်6 ဲ့တော့ဒါ40%တော်တာချုံရပါတယ်။ဒါမလို့အဖြေက6ဖြစ်နေတာပါ။အဲဆိုရင်မတော်လေးနှုတ်မှာပေါ့နော်။ဒီနေ့ကြောင်းပြေဖို့ကျင်နေပါလေ။ဒါဆိုရင်နှုတ်ဖို့နှစ်ခုကြည့်လိုက်တဲ့စီမှာအောက်က expander မောကအများနေတယ်เนาะဒီ expander မောကအများနေပါတယ်ဒါကြောင့်ထွက်လာတဲ့အဖြေကအနှုတ်နဲ့ထွက်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ မော်ရီတက်တုံညာငါကိုနှစ်တုံညာအတော့ကင်းနည်းကို6ခုထောင်းထောင်းလိုက်ရင်အနှုတ်ဆိုပြီးတော့အဖြေက23ခုအား6ဆိုပြီးတော့ထောင်းမှာဖြစ်ပါတယ်ဝင်နေခတ်ပြရမယ်ဆိုအဲ့တော့အဲ့တော့ကအနှုတ်နဲ့ထွက်တာဖြစ်တဲ့အတွက်ကြောင့်ဖြေက log ဆိုပြီးတော့တလုံးနဲ့ဖြစ်သွားပါလိမ့်မယ်ဒါကတော့နံပါတ်2 restaurant account ကိုဆွဲလိုက်တာပါ အဲဆိုရင်တော့နမက်စီကအမတို့တွေ Nikon expenditure account ကိုတွက်ရမှာဖြစ်တယ်เนาะ Nikon expenditure account လို့ပြောရင်သူရဲ့ format အရ Nikon ကောင်းစင်ကနေစပါတယ် Nikon ကောင်းစင်ထဲမှာအမတို့ကဗာထည့်မယ်ဆိုရင်တော့ subscription for the year ကိုထည့်ပြရမယ် ြောရင်တော့အပေါ်ကနံပါတ်ဘီမှာတွက်ခဲ့တယ်။ restaurant ရဲ့ profit ဆိုရင်ဒီမှာလာထည့်ပေးရမယ်နော်။နောက်ထပ်ဘာထဲဝရှိသေးလဲသိချင်တယ်ဆိုရင်တော့ပုံစံရဲ့ဘန်ကောင်ရဲ့ debit chain ကိုကြည့်လိုက်ရမယ်။ဘန်ကောင်ရဲ့ debit chain မှာ rest restaurant revenue တော့မပါဘူးပေါ့နော်။သူက ID ထဲမှာထည့်ရမှာဖြစ်လို့အတွက်ကြောင့် annual subscription အခု subscription for the year အနေနဲ့ဒါတွေကိုမှတော့စဉ်းစားမှဖြစ်တယ်။ကျန်တာမရှိတော့ဘူးနော်။ဒါကြောင့်မို့လို့မတို့က အာအင်ကမ်းမှာထည့်ဖို့ဆိုရင်ဘဏ်ကောင်ရဲ့ debit ချောင်းကိုကြည့်ပြရမယ်ဘဏ်ကောင်ရဲ့ debit ချောင်းမှာနောက်ထပ် subscription စရင်းလေး restaurant ရဲ့ revenue စရင်းတွေမဟုတ်ဘဲနဲ့ကျန်တဲ့စရင်းတွေရှိနေသေးတယ်ဆိုရင်အမတို့တွေကဒီအင်ကမ်းကောင်းစေအောင်မှာစရင်းပြပေးရမယ်ဒါပေမဲ့အခုပုံစံမှာကတော့မရှိနေပါဘူးမရှိတဲ့အတွက်အင်ကမ်းနှစ်ခုပဲဖြစ်နေတာပေါ့နော်အဲ့တော့ဒီပုံစံမှာတကယ်တော့ subscription ကလည်း profit မဖြစ်နေဘူး subscription က loss ဖြစ်နေတဲ့အတွက်ကြောင့် income ကတော့တစ်ခုပဲဖြစ်သွားမှာ ငန်းတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ expand ပေါ့နော် expand တယ်မှာတစ်ထဲတစ်ခါခုနကတော့မထည့်ခင်လိုက်ရတဲ့ရန် loss ရာကိုထည့်လိုက်မယ်ထည့်ပြီးွားပြီးဆိုရင်တော့အမတို့လေးနောက်ထပ် expand တွေပါထည့်ရမလဲဆိုတော့ကိုဥစ္စာရဲ့ bank account ရဲ့ credit ချမ်းမှာကြည့်လိုက်မယ် ဘန်ကောက်ရဲ့ credit ချမ်းမှာ expand ဘယ်ကနေစားတွေ့မလဲဆိုရင်အမ club treasury fees ကနေစားတွေ့မှာဖြစ်တယ် run rate ကတော့60ရာခိုင်နှုန်းပဲ i ထဲမှာထည့်ပေးရမယ်နော်တန်တဲ့တန်တန်းလုံးက i ရဲ့ expand ထဲမှာထည့်မယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးက expand ထဲမှာရေးပေးလိုက်ရုံပဲပေါ့နော်အဲဆိုရင်မတော်ကူစားတွေ့တဲ့ခါကျရင် club treasury fees ါဆိုရင်တော့မတို့တွေ expand နေနာမည်ရေးလို့ပြီးပါပြီ။ပြီးပြီးဆိုရင်တံပိုးတွေမတို့ထည့်လိုက်တာပေါ့နော်။အဲဒါ subscription for the year ကတော့ subscription account ရဲ့ winner နဲ့တံပိုးကိုရေးရမှာဖြစ်တယ်နော်။အဲဒါ subscription ကမှ winner နဲ့တံပိုးက subscription for the year ပဲဖြစ်ပါတယ်။ဒါဆိုရင်အဲ့2သိန်း3000နဲ့1130ကိုထည့်ပေးရမယ်နော်။တံပိုးကိုအနောက်ဆုံးကိုလာမှာ ထည့်လိုက်မယ်။ restaurant law ဆိုတော့ခုနကအပေါ်မှာရခဲ့တဲ့2356ကိုထည့်ပေးရမယ်။ထည့်တစ်ခေါက်ထည့်တဲ့အခါ coin ခတ်ဆရာမလို့နော် expand နေမှာတဲ့ခါကျရင်အဲဒီတော့2 3 6ကလပ်ထရေချရာရဲ့ DREA ဖြစ်ပါတယ်။ကလပ်ထရေချရာ fees down working တော့ထားတာမရှိတဲ့အတွက်ကြောင့်ပုံစံမှာရှိတဲ့တန်ဖိုးကိုပဲကုရေးရုံနဲ့တက်တောင်းနဲ့ထောင်းနော်။ run and rate ကတော့ working တွက်ထားတာရှိတယ် working number 2မှာအမှားလို့တွက်ထားတယ်အဲ့တုန်းကဘလောင်းတိုးရခဲ့တယ်လဲဆိုတော့တတ6943ရထားတယ်เนาะအဲ့တော့ဒီမှာအခုမှတော့60ရပါတော့တွက်ပြရမှာဖြစ်တယ်အဲ့ဒါ contestation လေးလေး ။ဒါပြီး lion he ပေါ့နော်။ lion he ကလည်း walking မှာတော့တွတ်ထားတာရှိတယ်။ walking မှာပဲတွတ်ထားတာရှိရဲ့။အဲ့ဒီကအတန်ဘိုးကိုကူရေးပေးရမှာဖြစ်တယ်နော်။ဆိုတော့ okay why lion he က63ညဒီလေး3ညရတာလိမ့်မယ် general expand ကတော့ booking တွက်ထားတာမရှိဘူးမရှိတဲ့အတွက်ကြောင့်ဥစ္စာမှာရှိတဲ့ general expand တန်ဖို့1000ဆိုင်ကိုရုံးမယ် ဘန်ချက်လည်းဝေါ်ကင်းမရှိဘူးလက်မနေဂျာဆရာလည်းဝေါ်ကင်းရှိတော့ဘူးเนาะအိမ်မှာအမတို့ကပုံစံရဲ့ဘန်ကောင့်တွေမှာ expand နေကုန်သွားရင်ဘယ်မှာဆက်ချမလဲဆိုတော့ walking မှာ expand ဆက်ချအောင်မှာဖြစ်တယ်เนาะ walking ကိုမောင်းတကြည့်လိုက်မယ် walking နံပါတ်1ကလိုင်းယန်ဟီပေါ့เนาะလိုင်းယန်ဟီကဒီမှာထည့်ပြီးသွားပြီ run rate လည်းထည့်ပြီးသွားပြီ spot equipment မှာ depreciation 6450အဲ့ဒါက depreciation ဆိုတော့ expand ဖြစ်တယ်ထည့်ပြရအောင်ပေါ့เนาะ အဲ့ဒါပြီးပြီးအဲ့ဒါဆိုရင်အခုတို့မထည့်ရသေးဘူးပေါ့မထည့်ရသေးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုထည့်လိုက်မယ်မဆိုရင်တော့ depreciation of so equipment ပေါ့နော် working tree မှာတွေ့ထားတယ် 450เนาะဒါပြီးတော့နောက်ထပ် walking ကိုတော့တတိလိုက်မယ် spot equipment ပြီးရင် trade pay event เนาะ trade pay event ကတော့ expand မဟုတ်လို့ထည့်ကြမလို့ဘူး subscription ကလည်း for the year ဆိုထည့်ပြီးပြီဖြစ်တယ်ဒါဆိုမှ walking ကုန်ပါမယ်เนาะ walking ကုန်ပြီဆိုတော့မှမလို့ပေါင်းမှဖြစ်ပါတယ်ဒါဆိုရင်တော့ပေါင်းရတဲ့အဖြေကိုဒီနေ့ရှင်း နည်းအပေါ်ကနည်းတစ်ခါပြန်နော်ကျေးဇူးရှင်နော်နည်းကိုဆက်တော့ဆိုပြီးတော့ရမှာဖြစ်ပါတယ်ဒီရလာတဲ့2980ဆိုတာကအင်ကမ်းကများတဲ့အတွက်ကြောင့်ရတာဖြစ်ပါတယ်အင်ကမ်းများတာဆိုရင်မတော့အိတ်ဆက် income လို့ရေးပါတယ် ို့နောက်ထပ်ဆက်လုံးနေနေ။ plus 2လို့လည်းခေါ်ပါသေးတယ်။ဆိုရင်အကန့် expenditure ကောင်းလေဒီတော့ပါနော်။